အင်္ဂလိပ်စကားမှာဆိုရင်လဲ the farmer loves the king လို့ပဲပြောလို့ရတယ်။စကားလုံးတွေကိုနေရာပြောင်းပြီး loves the farmer the king လို့ပြောလိုက်ရင်အထေပယ်လွဲထားပြီးဒါပေမဲ့တချို့ဘာသာစကားတွေမှာတော့အဲ့ဒီလိုစကားလုံးတွေကိုနေရာရွှေ့တာကလုံးဝကိုအဆင်ပြေနေရောဒီနေ့ဒီအကြောင်းအရာလေးကိုရှင်းပြတဲ့နေရာမှာတော့အဲ့ဒီလိုလွတ်လပ်တယ်လွတ်ထင်ရတဲ့စကားလုံးအစီအစဉ်ကတကယ်တော့စပန်းမဟုတ်ပဲအရင်တိကျတဲ့စနစ်တစ်ခုဖြစ်နေတယ်ဆိုတာကိုကြည့်သွားကြမှာပါ။ကဲဒီမှာတစ်ချက်ကြည့်လို့ရအောင် ဘယ်ဘက်ကအင်္ဂလိပ်စာမှာဆိုရင် ရှင်းနေတာပဲ subject verb object ဆိုပြီးပုံသေးပဲဓမ္မညာဘက်ကကွိုင်းနီကရီလိုပါတာစကားမှာကျတော့ကြည့်စမ်းပါဝါချတခုတည်းကိုပဲပုံစံအမျိုးမျိုးနဲ့ပြောလို့ရေးလို့ရနေတယ်စကားလုံးတွေနေရာပြောင်းသွားပေမဲ့အဓိကအသေးပဲကတော့အတူတူပဲเนาะဒါကတူတူလေးကိုကွာခြားတဲ့ချင်းကပ်ပုံတစ်ခုပေါ့အဲ့တော့မင်းဆရာရှိလာတာကဒီလိုမျိုးကြီးက ဘလူလို့အဆင်ပြေမှလဲဟုတ်တယ်မလားရှုပ်ရခန့်နေတယ်လို့ပဲနော်တခါလေမှာဂျာကဂျပန်ထိနေတဲ့ရှုပ်ထွေးမှုကြီးတခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးဆိုတော့ဒီပဟေလီကိုဖြည့်ရှင်းဖို့ကြိုးစားခဲ့ကြတာကတော့အတော်ကြပါပြီအရင်ဖြစ်ကပညာရှင်တွေပြီးခဲ့တဲ့အဖြေတွေကဘာလို့တိတ်အဆင်မပြေခဲ့လဲဆိုတော့အရင်ကြည့်ကြအောင်နှစ်တည်းအကြာကြီးပေါ့ဗျာလူတွေကဘလို့ရှင်းပြလဲဆိုတော့အာဒါကစာရေးဆရာရဲ့ style ပေါ့ကွာဒါမို့တကူဟုကိုအလေးပေးခြင်းလို့နေရာရွှေ့လိုက်တာပေါ့ဆိုပြီးတော့ပဲ အဲ့ဒါဟုတ်တယ်လို့လို့ရှိပေမဲ့ဘလို့အလေးပေးတာလဲဘာစီမင်းနေလဲဆိုတော့တိတိကျကျရှင်းပြနိုင်တဲ့စနစ်တစ်ခုတော့မဟုတ်ခဲ့ဘူးဒီနေရာမှာရှုပ်ထွေးမှုကဘဲကစလဲဆိုတာကိုဥပမာတစ်ခုနဲ့ကြည့်ရအောင်နာမည်ကြီးသတ္တပညာရှင် AT Robertson ပေါ့သူကဘာရေးခဲ့လဲဆိုတော့ဂရိစကားမှာစီမင်းရယ်လို့မရှိဘူးအလော်လျောက်ဖြစ်ချင်လို့ဖြစ်တာပဲတဲ့ပြောချင်တာကဂျပန်မဲပေါ့ဒါမဲ့လေအဲ့လိုပြောပြီးတိတ်မကြဘူးဝါချက်၃ချောင်းလောက်ကြော်တာနဲ့သူကပဲပြန်ပြောရော အလေးပေးခြင်းရင်စကလုံးကို ပုံမှန်နေရာကနေရွှေ့ရတယ်တဲ့ဟမ်ခဏလေးပုံမှန်နေရာဆိုတာရှိတယ်ဆိုကြတဲ့ကဒါဂျပန်မဟုတ်တော့ဘူးလေဗျဟုတ်တယ်မလားဆိုတော့ဘဲဟာကိုယုံရမှာလဲဂျပန်ချွေတာလားပုံမှန်နေရာရှိတာလားအဲ့ဒီအယူအဆနှစ်ခုကတစ်ချိန်တည်းမှာအတူတူမှန်နေလို့မှမရတာအဲ့ဒါကြောင့်မေအရင်ကရှင်းပြချက်တီးကအာနေနေခဲ့တာပေါ့ တယ်။အဲ့ရှင်တော်မညီတာကိုဖြည့်ရှင်းနိုင်ရဲ့အဖြေကဘဲကလာလဲဆိုတော့တကယ်လို့ပါတာစကားတွေကရီမန်းချက်တစ်ခုတည်းကိုရောက်ဖို့မတူညီတဲ့ two state ကိရိယာတွေတုံးကြတယ်ဆိုတဲ့အတိတ်ကနေလာတာပါ။ဒီနေရာမှာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့အင်္ဂလိပ်စကားမှာတခုခုကိုအလေးပေးခြင်းဘာလို့လဲ။အတန်ကိုပြောင်းလိုက်တယ်။ I gave the book to James မှာ I ကိုအတန်ကျဲကျဲပြောတာနဲ့ James ကိုအတန်ကျဲကျဲပြောတာအတိပဲကွာသွားပြီလေ။ Greek မှာကျတော့အဲ့ဒီလိုကိုအတန်နဲ့မလို့ဘူး။ စကလုံးကိုရှေ့ပို့လိုက်နောက်ပို့လိုက်လို့ပြီးအဲ့ဒီနေရာနဲ့အလေးပေးတာတူးချင်းမတူတာပေါ့ဆိုလိုတာကဘာသာစကားတိုင်းကသူတို့ရဲ့ information flow ကိုစီမံခန့်ခွဲဖို့လိုတယ်အလုတ်ကအတူတူပဲဒါပေမဲ့အဲ့ဒီအလုတ်ကိုလော့ဖို့တုံးတဲ့ကိရိယာတွေကပဲကွာနေတာဘယ်ဘာသာစကားကပူကောင်းတယ်ပူညံ့တယ်လို့ပြောတာမဟုတ်ဘူးနော်ဟုတ်ပြီအဲ့တော့ဒီဘဟေလီကိုရှင်းရှင်းလင်းလင်းဖြစ်သွားစေမယ့်ခေတ်သစ် model တစ်ခုကြောင့်ပြောပြမယ်သူကို P1/P2 framework လို့ခေါ်ကြတယ် အဲ့ဒါကိုနားလည်ဖို့ natural information flow ဆိုတာကိုအရင်သိထားဖို့လိုတယ်။အဲ့ဒါကဘာလဲဆိုတော့ဘာသာစကားတိုင်းမှာလို့လို့အကြောင်းအရာအတစ်တစ်ခုကို မပြောခင်မှာ လူတိုင်းသိပြီးသားပြောနေကြအကြောင်းအရာနဲ့စကားဆက်လိရှိတဲ့ဆိုတဲ့သဘောတရားပါတယ်။ Simon Deck ဆိုတဲ့ဘာသာဗိဒ္ဓပညာရှင်ရဲ့ model အရ water တချောင်းရဲ့အရှိဆုံးမှာအထူး slot နှစ်ခု နေရာနှစ်ခုရှိတယ်တဲ့။အဲ့ဒါတွေက P1 နဲ့ P2 ပေါ့။ အဲ့ဒီနောက်ကမှ Vop တို့ကျန်နာရီတို့လိုက်လာတာဟိုလွတ်လပ်တဲ့ဆိုတဲ့ Wood Order ရဲ့လျှို့ဝှက်ချက်ကအဲ့ဒီနေရာနှစ်ခုမှာပဲရှိနေတာကဲ P2 ဆိုတာကဘာလဲသူက အလေးပေးဖို့အတွက် emphasis တွေပေါ့ဝါချာထဲမှာပါတဲ့အချက်လက်အတ္တီတွေကအကြီးအကြီးဆုံးအပိုင်းကို မီးမောင်းထိုးပြတဲ့နေရာ ဥပမာတယောက်ယောက်ကစာအုပ်ကိုဘသူကိုပေးခဲ့တာလဲလို့မြည်ရဲဆိုပါစို့အထင်မှာအကြီးအကြီးဆုံးအချက်လက်အတ္တီက James Lee အဲ့ဒါကြောင့် agents ကိုဆိုတာကို ဖြီချူးနေရဝါကျအစမှာထားပြီး James ကိုစောက်အုပ်ပေးခဲ့တယ်လို့ဖြေလိုက်တာဒါကရှင်းရှင်းလင်းလင်းလေးပေးလိုက်တာပဲပြီးွားကကြတော့မတူတော့ဘူးသူကအလေးပေးဖို့မဟုတ်ဘူးသူက frame of reference အတွက်ဆိုလိုတာကနောက်မှလာမယ့်စကားအတွက် ခုံးစင်လေးသတ်မှတ်ပေးတာမျိုးလူတိုင်းသိပြီးသားအကြောင်းအရာကိုသုံးပြီးအစပြောပေးတာပေါ့ကဲအခုမေးခွန်းပြောင်းကြည့်မယ် James နဲ့ Elizabeth ကိုဘာတွေပေးခဲ့လဲလို့မေးရင် James ကိုတော့စာအုပ်ပေးခဲ့တယ်လို့ဖြေလိုက်တယ်။ဒီမှာ James ကိုတော့ဆိုတာက ဖြီသူအလေးပေးလာမဟုတ်တော့ဘူး။ဒါကဖြီဝန်းဖြီသွားပြီ။ဆိုလိုရင်းက James ရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ဆိုရဲသဘောမျိုးဖြစ်သွားတာ။အဲ့တော့အဓိကအချက်ကဘာဖြစ်သွားလဲ။ James ကိုဆိုလေစကလုံးအုပ်စုကဝါကြအဆတူနေတဲ့နေရာမှာပဲရှိနေတာနော်။ဒါပေမဲ့ context ပေါ်မူတည်ပြီးအလုံးနှမျိုးလုံးဝကွဲပြားသွားလဲ။ တခါကြအလေးပေးတဲ့ဖြီးတူးဖြစ်သွားလိုက်တခါကြခေါင်းစစ်သတ်မှတ်ပေးတဲ့ဖြီးဝမ်းဖြစ်သွားလိုက်ဒါကြောင့်မို့ context is everything နောက်ကအကြောင်းအရာကအဓိကပဲကဲဟုတ်ပြီအခုဒီဖြီးဝမ်းပိုင်ဖြီးတူး framework ကိုတည်ထွားပြီဆိုတော့အစကတည်းကကျွန်တော်တို့ပြောခဲ့တဲ့ပဟေလိစီပြန်သွားကြည့်အောင်အဲ့ဒီမှာရှုပ်ထွေးနေရလို့ခြွင်ခဲရတာတွေကတကယ်တော့စနစ်တကျရှိနေတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဗျာအစကရှုပ်ထွေးနေတယ်လို့ထင်ခဲ့တဲ့ Greek စကားရဲ့ word order ကတကယ်တော့ဂျပန်မဟုတ်ဘူး ဒါက information ကိုစီမံခန့်ခွဲဖို့တုံးတဲ့တိကျတဲ့ကိရိယာတစ်ခုပဲ P1 ကိုသုံးပြီးစကားလမ်းကြောင်းကိုခင်းပေးတယ် P2 ကိုသုံးပြီးအရေးကြီးတာကိုအလေးပေးတယ်ဒါကဂျပန်ဖြစ်နေတာမဟုတ်ဘူးတိကျတဲ့ဆွဲစီပုံတစ်ခုပဲနောက်ဆုံးတော့ဒါကပါကိုပြောနေလဲဆိုတော့ဘာသာစကားတွေအားလုံးမှာဘုံတူနေတဲ့အမှန်တရားတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘာသာစကားတိုင်းက ဘယ် information ကအဟောင်းလဲဘယ်ဟာကအတက်လဲဘယ်ဟာကအရေးကြီးဆုံးလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပေးမယ်သူ need to hand နဲ့တက်တာစနစ်တစ်ခုအမြဲတမ်းရှိတယ်ဆိုတာပါပဲအဲ့တော့ဒီအကြောင်းညီပြီးတဲ့နောက်မှာစဉ်းစားစရာတစ်ခုခြံခဲ့ခြင်း ਨੇ အဲ့ဒါကတော့ကျွန်တော်တို့နေစဉ်ပြောနေရေးနေတဲ့စကားတွေရဲ့နောက်ွယ်မှာဒီလိုမျိုးကျွန်တော်တို့သတိမထားမိတဲ့မမြင်ရတဲ့စီးမြင်းတွေတခြားပါတီများရှိနေသေးမလဲဆိုတာပါပဲ